ကစီ YouTube channel လေးကပြန်လဲကြိုးစားပါဗျာနော်။ညီပါလေးပြောချင်လဲဆိုတော့နော်ဒီမှာစာရေးတရားလွန်ကြတိုင်းပြောထားတဲ့ဟာပေါ့နော်နိုင်ငံရေးအကြောင်းခင်ဗျာနိုင်ငံရေးကိုလှုပ်စားလှုပ်စားခင်ဗျာဘယ်စာပြောပြောဝဲကြည့်ကြကြည့်ကြခင်ဗျာကျွန်တော်တို့ဆိုအများကြီးနှတော့ဘူးရဲ့နော်တချို့ရေလွတ်လွတ်ကင်းကင်းပြောသွားရင်လည်းကျွန်တော်သိတယ်ဒါပေမဲ့ကျွန်တော်တို့ကအများနဲ့ပြောရဲစာရေးတရားတွေစာရေးတရားများပြောတဲ့အတွက်ကိုမလှုပ်တော့ကိုမပြူတော့ကိုနော်ရတဘူဒူတာနော်အဲ့လိုစာပေတွေပဲပြောထားဟောထားတဲ့လူတွေမနာနဲ့နော် လှုပ်စားလှုပ်စားလှုပ်စားရအများကြီးပဲဘုရားစဉ်းစားတဲ့တွေးခေါ်တတ်အောင်လုပ်ရမှာလေစမစဉ်းစားတဲ့မတွေးခေါ်တတ်လို့ရှိရင်ခင်ဗျာဟာအပြုတ်တိုင်းအပြုတ်ကိုကိုရင်းစင်းပေါက်ပတ်ကပေါက်တကယ်လုံနေမဲ့အရာရာအစင်မပြေဘူးလေဗျာခင်ဗျာဟမ်စဉ်းစားတဲ့တွေးခေါ်တတ်အောင်အမားတွေမဖြစ်အောင်ဆိုတဲ့အရာကိုခင်ဗျာကိုဒါပြောပြဆိုပြပြရမှာလေဟမ်ပြောပြဆိုပြပြရမယ့်အောင်ဟာမပြောပြမဆိုပြမနဲ့ဘာဖြစ်တဲ့ညာဖြစ်တဲ့ခင်ဗျာတို့ပေါက်ပန်းလေးတဲ့ပေါက်ပန်းလေးတဲ့အဲ့လိုကြီးလုံရင်ဘာဖြစ်တော့စိုးတန်ရရမြန်မာနိုင်ငံကခင်ဗျာနှစ်ပေါင်း80ကြာပြီဗျာခင်ဗျာ ဘယ်တော့အေဂျင့်မှာတော့ဗျာဒီလိုလုပ်နေဗျာဟမ်အပြုတ်တိုက်အပြတ်တိုက်ကြီးဒါမှပဲဖြစ်တော့မှာလားခင်ဗျာပြောဒီမှာတစ်ချက်နားထောင်ပြောတာငင်းငန်းရေးဆိုတာစတင်ဆွေးနွေးကြတဲ့အတိုင်းတော့ဘယ်ဘက်ခါမှတရားရဂိုင်းတော့မိမိလိုရင်စာနာမရနိုင်တရားရဂိုင်းလုံးရဖို့ဆိုလို့ရှိရင်တော့အပြတ်ရှင်းအပြုတ်ရှင်းဒီပဲရှိတယ်ဒါနဲ့တင်ကျွန်တော်တို့နှစ်ပေါင်းဘယ်လောက်ကြာပြီလဲဆိုတာကျွန်တော်တွေ့နိုင်တာဖြစ်တယ်အဲ့ဒါငင်းငန်းရေးနဲ့ပတ်သက်ပြီးတော့じゃကျွန်တော်ဆောင်ရွက်တဲ့နေရာမှာပေါ့ဒီအခွင့်အရေးကို လူချင်းတဲ့တူတူရလည်းရသည်ရတိုက်တာဖြစ်သည်ဖြစ်တိုက်တာတောင်းကိုလိုသလိုအခွင့်အရေးကိုပေးမဲ့သူတွေကလည်းဥပဒေစာကိုကိုင်ပြီးပလိစစ်စင်နေလို့တော့မဖြစ်နိုင်ဘူးခင်ဗျာဥပဒေစာကိုလမ်းကြည့်ပြီးဒါနဲ့မညီဘူးဟိုအနဲ့မညီဘူးပလိစစ်စင်နေလို့တော့မဖြစ်နိုင်ဘူးဒါတွေဒီအလျှော်တင်းနဲ့ဘောနော်တကယ်ကိုငြင်းချမ်းလို့လည်းဆန္ဒနဲ့တွားမှဖြစ်နိုင်တယ်လို့ကျွန်တော်လည်းမြင်ပါတယ်ကဲနော်ဒါတော့ စဉ်းစားတဲ့တွေးခေါ်တတ်အောင်ဆိုတာကြီးอ่ะเนาะအဲ့ဒီကစဉ်းစားတဲ့တွေးခေါ်တတ်အောင်ကျွန်တော်မြဲတော့ခရီးကန်ခရီးကန်သင်ခင်းဆိုတာခင်ဗျားတို့ယုံမှပြောနေအောင်ကျွန်တော်ပြောနေလည်းမင်းတို့ဘူးပြောအောင်မပြောဒါပေမဲ့ခင်ဗျားတို့အုံအောင်နဲ့စဉ်းစားဒီဖြစ်ရကဖြစ်စဉ်ကเนาะတဘာဝကြလားဖြစ်စဉ်ဖြစ်ရကမှန်လားပြူလားဆိုတာစဉ်းစားတဲ့တွေးခေါ်တတ်အောင်လောက်မှာစောက်မှန်းကြီးထဲဖို့မလိုဘူးခင်ဗျားမှန်းကြီးတယ်မှန်းကြီးတယ်ပေါ့ပေါ့ရန်နေတယ်ပေါ့ကန်နေတယ်ခင်ဗျားတို့လောက်ကပြုခဲ့တဲ့အရာကြီးကခင်ဗျားတို့အသိဆုံးလीခင်ဗျားဟမ်ခင်ဗျားတို့အသိဆုံးလीဟမ် အကြောတော့ဒီမှာတစ်ချက်နားထောင်လိုက်နော်စာရေးစရာနွမ်းကြတိုင်းပြောတဲ့ဟာလေးပြောနေအချက်တည်းမှာနိုင်ငံရေးကိုအကြောင်းပြပြီးတော့ရုပ်ဆားနေတဲ့လူတွေတိတ်ပေါ်များနေလို့ဘယ်သူပဲဝါလို့ကျွန်တော်မပြောသို့တော့ပမာဒီမှာတော့နိုင်ငံရေးနဲ့လှုပ်ဆားနေတဲ့လူများတယ်ရုပ်ဆားပါကျွန်တော်တို့လည်းတရားဝါဒနာလည်းမပေါ်ပါဝင်လူကိုလည်းမစမနာလည်းလူလည်းမဖြစ်ပါလှုပ်ဆားကြပါသို့တော်လေတချို့ကိစ္စတွေကြတော့ရှင်းလာတယ်ဗျာ ဘမကြီးမှာတက်တဲ့သူအကြောင်းနေဖွင့်မရတာဘလို့ကြာအခုကျောင်းသားလောကထဲမှာပါစဒီနိုင်ငံရေးသမားဆိုတဲ့ပုံကူတွေကကလေးတွေစာမှန်မှန်မသိနေအောင်ပြောပြောမင်းတို့တင်းလို့လည်းဘာမှမကြုံဘူးအတွက်မင်းတို့ဘာပညာရေးစနစ်ကဘာဖြစ်တယ်ညာဖြစ်တယ်သွားကျောင်းမှာမတွေ့လားဘာဘာမှလမ်းကြောင်းပြီးမင်းတို့အဲ့ဒီမှာစန္ဒပြဟာမင်းတို့ကျောင်းကနေမှမနေနဲ့တမခါကြီးဖွဲ့ တမကဖွဲ့တာဆန္ဒပြတာကိုကျွန်တော်စိုက်ကျင်တာမဟုတ်ဒါလူချင်းလို့ပဲဒါတွေလူချင်းလို့ပဲအဲ့ဒီဒီမိုကရေစီဆိုတဲ့ကိစ္စကိုကျွန်တော်တို့တောင်းတခဲ့ရဒါကိုကန့်ကွက်တာမဟုတ်ဒါပေမဲ့စာတင်နေတဲ့ကလေးတွေအလုတ်ခွင်ထဲမှာမိဘကိုလူချင်းတွေကလေးတွေဆွဲထုတ်တာတော့ရှင်းတာတယ်ဗျာဒီကလေးတွေဘယ်အချိန်ပညာသွားတင်လဲအခုဆွဲထုတ်ပြီးတော့ခိုင်းရင်ဒီကလေးတွေကိုပြောတော့စကလုံးကတိတ်လာတာပဲအနာကရဲ့ခေါင်းဆောင်နဲ့ အဲ့ဒီအနာဂတ်ရဲ့ခေါင်းဆောင်တွေကိုစာသင်ခန်းထဲကဆွဲထုတ်အပြင်မှာလမ်းပေါ်မှာအိုးဒီအိုးပြီးတော့ဘဝဖြည့်စီပြစ်ပြီးတော့အနာဂတ်ရဲ့ခေါင်းဆောင် तू ကဘယ်လိုခံမှာတိုင်းပြည်ခေါင်းဆောင်မပြောနဲ့အရက်ထဲမှာဂျွာမှာရက်ွက်ထဲမှာအုတ်ချုပ်ရင်မူရွေးရတော့မှဘွေရမှာဆိုရစာကြီးခံထားတယ် ဒီကလေးတိုင်းဒီကောင်းဆောင်ပြပြဝနေနေတာစိန်ကောင်းတော့မဖြစ်နိုင်တော့ဥစားမတင်ရည်အဲ့တော့ကလေးတွေကိုစာတင်ကန်းကြီးကဆွဲထုတ်တာမျိုးနိုင်ငံရေးလုပ်တယ်လို့ပြောရင်ကျွန်တော်သိရှင်းတာဘူဂျိုအောင်ဆန်းအသက်32နှစ်မှာတိုင်းပြည်ခေါင်းဆောင်ဖြစ်သွားပြီဘွေးရတယ်ဗျတဲ့ကတူမှာပညာကိုတောက်အောင်တင်သွားတယ်ဘယ်လိုဘူဂျိုအောင်ဆန်းလို့တကယ်အာဇာနည်ခေါင်းဆောင်မျိုးဟာဟာဒီကလေးတွေကို စတဲ့ငန်းတွေကဆွဲထုတ်ပြီးတော့စံမတက်ပေမတက်ဘဝရောက်ဘယ်တော့မှမလုပ်အဲ့ဒီလိုတော့လူကြီးတွေကလည်းလိုက်ပြီးတော့အတိလေးနဲ့ဒိန်ပေးတဲ့အဲ့ဒါကိုနိုင်ငံရေးလို့ကျွန်တော်မတင်ဘူးနိုင်ငံဖြတ်နေတယ်လို့စိတ်ထဲမှာတင်တကယ်နိုင်ငံရေးကတာပဲဗျာသူတို့ဒီခုနကကျွန်တော်ပြောသလိုပဲစေရင်ကောင်းလည်းဖြစ်ချင်မှဖြစ်မယ် မျိုးနယ်အုပ်ချုပ်ရေးမှူးလည်းဖြစ်ချင်မှဖြစ်မယ်မြို့တော်ကိုယ်စားလှယ်လည်းဖြစ်ချင်မှဖြစ်မယ်သမရလည်းဖြစ်ချင်မှဖြစ်မယ်ဖြစ်ဖြစ်မဖြစ်ဖြစ်တိုင်းပြည်ထဲမှာလူငယ်တွေလူတွေဒုက္ခရောက်နေသူတို့မနေနိုင်ဘူးဟိုရန်ကုန်ကတကုံအရှိမျိုးနယ်မှာရေငတ်နေတာကိုချိန်မရောကနေပြီးတော့ရေသွားတိုက်ပြီးတဲ့စိတ်ဗျအဲ့ဒီလူတွေမှာအာဇာနည်မခေါ်ရင်ကျွန်တော်တို့ကဘု து အာဇာနည်သွားခေါ်ပဲဒါကြောင့် စာကြည့်လိုက်တယ်မှာကဲချင်တဲ့လူခဲ့ပါကျွန်တော်တို့လူငယ်တွေကိုလည်းအကုန်လုံးနောင်လာနောက်သားတွေလည်းပေါ်ပြပေးပါကလေးတော်မှကြည်ဟယ်ရီပို့ကိုရီယာရာရာမညာတိုင်းရစိတ်မရောမျိုးရဲ့ကိုမှုဆွမ်းဆောင်ပေးနိုင်ခဲ့တဲ့အာဇာနည်အစ်စ်တွေဖြစ်တယ်ဗမာပြည်ရဲ့အင်မတန်ဖိုးတန်တဲ့နိုင်ငံရေးသမားတွေဖြစ်တယ်ဆိုတော့စာကြည့်လိုက်ဒါသမ ्या လူအလုံးကို လက်ညှိုးထိုးပေးပါပြောရင်းနဲ့ချိန်မျိုးမျိုးနေရစာပေဝါဒနာရှင်များအခုလိုစာကြည့်တဲ့ပညာလေးနဲ့ဆိုတဲ့စာကြည့်တဲ့ကိဖွင့်နိုင်တော့ကျေးဇူးတင်လိုက်တာဝန်တာလိုက်အကုန်ကဲနော်ကျတော့မိုင်းထဲနေရတဲ့ဆိုင်ခင်ဗျာနော် ဒါမျိုးဖြစ်ရမှာဗျာနော်ဒါမျိုးဖြစ်ရမှာပြောရမှာဆိုရမှာအဲ့ဒါလေနော်ဟိုစိုင်းစီကဥကြုံဝင်းဆိုလည်းပြောခဲ့တာပါခင်ဗျာလူငယ်တွေသူသွားတားရလीမလုံနဲ့မကင်နဲ့ပြုတ်နေဆိုတဲ့ဟာပါတယ်အောင်အဲခင်ဗျာလက်နဲ့ကင်ဖက်ငါမနဲ့ဆိုရင်ခင်ဗျာလက်ညိုးကိုွေးတတ်တယ်လीခင်ဗျာအကြတော့ तू ပြောတယ်လीပြောတော့ဘာဖြစ်တော့ခင်ဗျာသူ့ဘာပြန်လာတတ်မယ်ပြုတ်မယ်ပြောတာလीဒါခင်ဗျားတို့ तू ကျွန်တော်တော့ကြောက်တင်ပြီးပြခင်ဗျာဟမ် မလောက်ပါနဲ့မကင်ပါနဲ့မပြုပါနဲ့နိုင်ငံရေးမှာငေါအခက်ခဲဒီဟိုနဲ့မိုင်းမိတာတွေနော်ကလင်ကချစ်ကြတာဖြန်ကြတာ तू ကတိထားလို့တိထားလို့ပြောတယ်အတချို့ကကြတော့လုံးဝမိုင်းနေပစ်ထည့်ပြီးတော့ငါယုံကြည်တယ်ငါပြောမယ်ငါဆိုမယ်ငါဖြစ်မြောက်တယ်ဆိုပြီးတော့မိုင်းနေထည့်ပြီးတော့လုတ်ခဲ့တဲ့အရာလေခမရ तू တီမဲဖို့ तू အနာတီမဲဖို့ तू နော်ဆရာဖြစ်ဖို့သူဟိုရင်ဖြစ်ဖို့ဆိုရင်လောက်ခဲကင်ခဲပြုတ်ခဲ့တဲ့အရာဆော့တဖက်ဖွဲ့ဒီဟာဘာဖြစ်တဲ့ညာဖြစ်တဲ့စောက်ဖောင်းထုပြီးတော့ပဲဒီလိုပြောခဲ့ဆိုခဲ့တဲ့လူတွေကခမမြင်သာပါမှာလေအဲကြောင့်မလို့ကျွန်တော်အများဆုံးခရစ်ယာန်ခရစ်ကယ်သင်ခြင်းဆိုတာအဲ့ဒါပြောနေတာခမဟမ်ထဲမှာပဲခမလူမျိုးစုံခမလူကမျိုးစုံမျိုးစုံဆိုတဲ့အတွက်မျိုးစုံအကုန်လျှောက်ထဲမှာထဲတဲ့လျှောက်လို့မှာကိုရီးယားစစ်ထုတ်ရမှာခမ အနယ်လဲပါမှာပဲအမုံလဲပါမှာပဲအမွှားလဲပါမှာပဲအာအကုန်မြင်ရတော့မြင်ရတာအဲ့ဒါတွေကိုကျွန်တော်တို့ကစစ်ထုတ်ဖို့ကခင်ဗျတေချာစဉ်းစားသုံးသပ်ဝေဖန်နိုင်တဲ့အုံနောက်တွေနဲ့ပြောဆိုဆုံးဖြတ်မှရမှာချင်းချင်းလေးမပေါပန်းလေးတဲ့ပေါပန်းလေးတဲ့လုံနေလို့မရဘူးမနော်ဒါမြင်သာဘူးလို့လေအေးမမြင်သာဘူးဆိုကျွန်တော်ပြောသလိုပဲခင်ဗျားတို့ခံနေရမှာပဲမမြင်သာဘူးဆိုခံနေရမှာနော်ကြတော့အားလုံးပဲနော် ကြောင်မတက်နဲ့ကြောင်ထွက်ယုံမတက်နဲ့ယုံထွက်ပြောခဲ့တဲ့လူတွေခင်ဗျာစဉ်းစားကြည့်လေခင်ဗျာဟင်းမြ ాయి ဆွတ်ထုတ်ခဲ့တာလေခင်ဗျာကြောင်မတက်နဲ့ကြောင်ထွက်ယုံမတက်နဲ့ယုံထွက်အာဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးပေါ်ပန်နေတယ်ပေါ်ပန်နေတယ်လို့လိုက်တော့အကုန်လုံးတတိယိုင်းဖောက်ပြတ်တိုင်းတက်ကုန်